မင်္ဂလာပေါင်းနဲ့ပြေဆုံးကြပါစေခင်ဗျာကဘာမှုအတောင်း you fill up questions thing about story like you never heard before စီစံနဲ့ပြန်လေကျူဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ဘဝတွေမှာတူညီတဲ့ပုံပြင်တွေကိုတူညီတဲ့အတွေ့အမြင်ခံစားချက်တွေနဲ့နှာစင်ကြည့်ဖို့ပြန်လေခေခေါ်လိုက်ရပါတယ်ဒီနေ့ညကလည်းကျွန်တော်တို့ဂျင်းဖို့တောင်တန်းနဲ့လွတ်လပ်ရေးစကားစစ်ထိုးပွဲ the moral war for the free sake of jingpo hitrix ပိုင်းတုံးကိုပြန်လဲနှาศင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ smart ဘာအဲ့ဒါလို့မပြောပါနဲ့ division ကိုပြန်ပြောတာပါ dominion ကိုမလိုချင်လို့ကျွန်တော်တို့လွတ်လပ်ရေးကိုတောင်းဆိုနေကြတာမဟုတ်ဘူးလားပမာလွတ်လပ်ရေးရမယ့်အချိန်မှာကျွန်တော်တို့ကချင်လူမျိုးများကလည်းပမာတို့ရရှိတယ်လို့ရရှိလို့ပြီးဖြစ်တဲ့အကြောင်းကိုဒါ british အစိုးရကိုတိစီလို့ပါတယ် အချင်းမျိုးဟိုအထင်သေးစကားဆိုတဲ့ citizen မင်းတို့ကလွတ်လပ်ရေးမဆိုထားနဲ့ကျွန်တော်ရဲ့ director အလုပ်ကို လက်ခံလုပ်ကင်နိုင်မဲ့သူရှိက ကျွန်တော်ယခုချက်ချင်းလွတ်မြောက်စွာလွေးအပ်ပေးခဲ့ပါဒီလိုစီမှာခုအချိန်ထိဘာအတိပညာအတတ်ပညာမှမရှိသေးပဲပမာများကဲ့သို့အတိပညာပြည့်စုံတဲ့အချိန်တိုင်အောင် ကျွန်တော်တို့ကဆောင်းလျှောက်ပေးဖို့ဖြစ်ပါတယ် smart to work ဒရိုက်တာသူရဲ့လက်အောက်မှာပုံစီဆုပ်တွေနဲ့နေလို့ကျွန်တော်တို့ဘာမှအကျိုးစီးပွားအတိပညာတိုးတက်လာမှာမဟုတ်ပါဘူးလူလတ်တော်ပမာပီလူလတ်တော်ကလပီလူလတ်တော်ကျုပ်ပီများ ချားမှာရှိတဲ့ဒရိုက်တာတူနဲ့အချင်းများဖက်နေ၍ဆက်ဖွဲ့မြတာဖြစ်ပါတော့တယ်စီဗီစင်လူလတ်ရဲ့မဆိုနဲ့လမ်းပေါ်ပြင်မင်းတို့လုံနိုင်ရဲ့လားလူလတ်ရဲ့နဲ့တန်တဲ့ပညာလုံးဝမရှိဘဲနဲ့အိမ်တိုင်းကို အရင်မထူဘဲတက်ကြေကိုအရင်မိုးတဲ့လူနဲ့တူနေပြီလေမင်းတို့တွေ smart ဘူး ကျွန်တော်တို့ဉာဏ်ပညာဥစ္စာတိုးပွားဖို့ကို ပြောနေလေမဟုတ်ပါဘူး။ကချင်တွေအသက်ရှင်ပြီးလူမျိုးတိုးတက်ဖို့ရတာရည်ရွယ်ပြီးပြောနေပါတယ်။ Citizen မင်းတို့ကချင်တွေလူမျိုးတိုးတက်ရဲ့အတွက်ငါတို့စောင့်ရှောက်ရန်ပြုလုပ်ခြင်းပဲဖြစ်တယ်။တိုးမဟုတ်ရင်တရုတ်ကလားပမာတို့ကမင်းတို့ကို အကောင်လုံးမယ်မဟုတ်ဘူးမထင်ဘူးစမတူပါတရုတ်ကလားပမာတို့ဟာကျွန်တော်တို့လူမျိုးကိုနှစ်ပေါင်း2000ကျော်ကစပြီးဆောင်းရှောက်ခဲ့ကြပါတယ် ကဘာစာချုပ်များကဘာကြီးညာစာတမ်းများကို ထောက်ရှုခြင်းအပြင်ဘာမှအစိုးရင်ဆရာမရှိပါခမားရဲ့အစိုးရဟာလွန်လွန်းတယ်လို့ကျွန်တော်တို့ထင်တယ်ဗြိတိရှ်မှာပမာကိုလွတ်ရလွတ်လပ်ရေးပေးတဲ့နေ့အချင်းကိုလည်းလွတ်လပ်ရေးပေးရတာကောင်းရှိတယ်စီဗစင်တင်းတို့ကချင်းများလွတ်လပ်ရေးနဲ့လုံးဝမတန်ကြောင်းကျွန်တော်အများကြီးပြောခဲ့ပြီကျွန်တော်တို့ဗြိတိရှ်ကလက်လွတ်လိုက်ရင်တင်းတို့ကိုပမာမျိုးပြင်းပြင်းအကြောင်းပြန်ပြီးတတိပေးပြရစေ ကျွန်တော်တို့ကချင်တွေဟာစင်ပါလင်တို့ခြာချီတို့လိုပါပဲစမတူပါအဲ့ဒီလိုပဲကျွန်တော်ကလည်းသတ်ပြောချင်ပါသေးတယ်ခမားကကချင်တွေဟာလွတ်လပ်ရေးနဲ့မတန်ဘူးကချင်တွေအတွက်ပမာကလာတရုတ်တို့ကိုမယုံရဘူးလို့ပြောတယ်အခုကချင်တွေဟာမစ္စတာချင်ပါလင်လိုအုတ်ထုတ်ဆောင်းတက်ပါပြီမစ္စတာခြာချီလိုလည်းပေါင်းပြီးဝတ်တက်ပါပြီလွတ်လပ်ရေးအရာတော်ကိုလည်းကောင်းစွာနားလည်လာပြီဖြစ်ပါတယ်ကြာနာစွာဆောင်ရွက်တက်ပြီဖြစ်ကြောင်းကိုလည်းပြောလိုက်ပြရစီ အဲဒါကြောင့်ခင်ဗျားတို့ဗြိတိရှားနဲ့ဗမာတို့ထံမှခိုင်ခတ်တဲ့စာချုပ်များကိုရရှိထားခြင်းပါတယ်ဗြိတိရှားထံကရရှိထားတဲ့စာချုပ်ကတော့ဗမာကိုလွတ်လပ်ရေးပေးမယ့်အချိန်မှာကချင်ကိုလည်းလွတ်လပ်ရေးပေးမယ်ဆိုတဲ့စာချုပ်ဖြစ်ရပါတယ်ဗမာထံကရရှိထားတဲ့စာချုပ်ကတော့ဗမာများလွတ်လပ်တဲ့အချိန်တွင်ကချင်များလည်းလွတ်လပ်စေမည်ဟုဆိုထားပါတယ်ကချင်များနေပေကိုလည်းမိတိနေရာကနေပေးပါမယ်ဆိုတဲ့စာချုပ်လည်းဖြစ်ရပါတယ် အဲ့ဒီစာချုပ်တွေရထားပြီးရင်ခမားတို့ရဲ့နေချောက်အုပ်ချုပ်ရဲ့အခုခမားဖွင့်ပေးတဲ့ကောင်စီဆုပ်ထဲမှာနေရနေရပမာနဲ့လွတ်လပ်ဒုတော်ပေါင်းပြီးနေရနေရကျွန်တော်တို့ကျေနပ်ပါတယ်ဒီနည်းနဲ့လွတ်လာခဲ့လို့ပြည်ရှာကချင်းများထံအကူအညီတောင်းခဲ့ရင်စစ်တိုက်မယ်ဆိုရင်လည်းကချင်လူမျိုးကုံတွားတိတံအောင် တိုက်ပေးပါမယ်စစ်ပွားရေးဘက်ကကူပါဆိုရင်လည်းကျွန်းတဲ့အစရှိဒီတို့ကိုကချင်ပြည်နယ်ထူထောင်ရေးအတွက်ခရုမဆိုင်ပဲပြတိရှကောင်းမွန် ကွန်မွန်ဝဆနိုင်ငံရဲ့အကောင်းကျိုးကိုဒါရှင်းရှုပြီးကုညီပါမဟာမိတ်အဖြစ်တန်လို့ပါတယ်စီဗီစင်ပြန်ပြောပါတယ်ကျွန်တော်တို့နေချဒေတာများကိုခွဲချုပ်ခွဲခြားအုပ်ချုပ်ထားခြင်းဖြင့်တင်တို့ရဲ့အကျိုးစီးပွားကိုဒါရှင်းရှုပြီးတော့တင်တို့ကိုနိုင်ငံခြားများမှဘေးရန်အပေါင်းတို့ကိုကာကွယ်ရန်တာဖြစ်ပါတယ်တင်တို့ကချင်လူမျိုးများကဒီခုလိုကောက်ခွဲဆောက်ရှောက်ဒီကိုမလိုလားပဲလွတ်လပ်ရေးဖို့ဒါလိုလားနေဆိုရင်ချစ်ချင်းပေးအပ်ဖို့ပါပဲစမတူပါ ဒါကတော့ British ချက်အကောက်ခွဲဆောက်ရှော့ပေးလို့ Bayern 2မှမထိပါနိုင်ဘူးလို့ခင်ဗျားဟိုမခံနိုင်ပါဘူး British ရဲ့ကျွန်တိုင်းပြည်သားများဖြစ်ပါလဲနဲ့ဗမာတိုင်းသူပြည်သားများကိုဂျပန်ကဝင်ရောက်ခုတ်ထွက်သွားပြီဆိုတော့ကိုကျွန်တော်တွေးခဲ့ရပါပြီကျွန်တော်တို့ကချင်များကရန်ဖေကမ်းရွက်တိုက်ပေးခြင်းဖြစ်တာလဲမကူညီလို့ကြတော့ပဲမဟာမိတ်အချင်းချင်းတပေါ်ဖြစ်ရန်ဖေထမ်းရွက်အကောင်တို့ရဲ့နှလုံးရည်များဖြစ်လဲကူညီဖြစ်တာလဲထိရောက်တော့ကူညီခြင်းဖြစ်စေမိကိုကျွန်တော်တို့ယုံကြည်ပါတယ် အများတို့ဗြိတိရှအစိုးရကကျွန်တော်တို့ကချင်လူမျိုးများကိုအလွန်ပင်လင်းမြန်တော့နှီးမြဖြစ်ပြောင်းလဲနေတော့ဤကဘာခစ်တိကြီးတောင်ကျွန်တော်တို့ကကလေးလိုလိုလူမဟုတ်တလို့ပြောမှုပြောဆိုဆက်ဆံနေအရင်ဆိုက frontend area နေချသည်လားဆိုလဲကျွန်တော်တို့ကချင်လူမျိုးများကိုအရင်ဥပဒေများဖြင့်ဆက်လက်အုပ်ချုပ်နိုင်ရန်စံစီပြောဆိုနေခြင်းကိုကျွန်တော်တို့အလွန်မချေနှက်ဖွယ်ပုံစံတာချက်ချီဖြစ်နေပါတယ် citizen ဒါတော့စင်ဝါနော် မင်းကကိုယ့်ကိုရိုင်းတယ်လို့ဆိုပြီးယူတာပါ။ British ကမင်းတို့ကိုရိုင်းတယ်လို့မျိုးလို့မဆိုပါဘူး။စမတူပါ။အဲ့ဒီလိုပြောလေဝမ်းနည်းလေပဲ။တိုင်းပြည်ကတိုင်းပြည်တပြည်ဟာအခြားတိုင်းပြည်တပြည်ရဲ့လက်အောက်မှာကြားရောက်ခဲ့လေ။အဲ့လိုကြားရောက်တဲ့တိုင်းသူပြည်သားများဟာကိုအနိုင်ရသူရဲ့ဘီရင်မင်းရဲ့လက်အထက်အောက်မှာဥပဒေပြုလို့တော်များကိုဖွင့်လှစ်တည်ထောင်မဲတည်ထောင်ပြီးတော့တာဝန်ခံအစိုးရကိုတင်မြောက်ရေးအုပ်ချုပ်နေကြရသည်ကိုကျွန်တော်တို့တွေ့ရှိခဲ့ရပါတယ်။တိုကဲတို့တူတထူးရဲ့ ထက်အောက်ခံတာဝန်ခံအစိုးရများကိုတင်မြောက်ခွင့်မရှိသောတိုင်းသူပြည်သားများအား၎င်းတာဝန်ခံအစိုးရဖွဲ့စည်းအုပ်ချုပ်နိုင်လက်သူတထူးရဲ့လက်အောက်မှာနေထိုင်ကြတဲ့တိုင်းပြည်တပြည်မှာ တိုင်းဒေသလူမျိုးတစ်မျိုးဟာထိုတာဝန်ခံအစိုးရတင်မြောက်တဲ့ဥပဒေလွတ်တော်သို့ဝင်ခွင့်မရှိဖြစ်လက်ဘယင်ခံကတိုင်းရဲ့အုပ်စိုးခြင်းခံရတော့တိုင်းဒေသလူမျိုးတစ်မျိုးမျိုးဟာအောက်ကျနောက်ကျတဲ့လူမျိုးဖြစ်တွေကိုစီးရင်တွင်ကြဆမဲဖြစ်တွေကိုလည်းတွေးရပါတယ်စီမစင် ဇွန်ကတော့ခင်ဗျားအခုပြောသလိုဆိုရင်ကျွန်တော်ကိုယ်တိုင်ကလည်းစကော့လိုမျိုးမျိုးအရင်ဖြစ်နေပါပြီ။အပိုင်းလေးဦးပြန်လဲဆောင်မျိုးနားဆင်ပြီးကြပါခင်ဗျာ။အားလုံးလွတ်လပ်ကြပါစေ။အားလုံးငြိမ်းချမ်းကြပါစေခင်ဗျာ။ကျေးဇူးတင်ပါတယ်။